မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အစီလီယာ update နဲ့ပတ်သက်ပြီးတော့ပြောချင်နေပါတော့အရင်ကကျွန်တော်တို့စီလီယာကိုဒီ Meta Mask 2ဘာလို့မှထုတ်ပြီးတော့မှာ တခြား HNC ကိုရွှေ့တာတွေပါလို့တွေပေါ့နော်အဲဒီတော့အခုဒီမှာသူရ announcement လုပ်ထားတာကကျွန်တော်တို့ကိုဇူလိုင်၈ရက်နေ့ထိပေါ့နော်နောက်ဆုံးထားပြီးတော့မှကျွန်တော်တို့ရဲ့ဒီတခြား HNC မှာရှိနေတဲ့ Celia token တွေကိုကျွန်တော်တို့သူ့ရဲ့ moon app ပေါ့နော်အခု update လုပ်ထားတဲ့ Celia app တွေကိုကျွန်တော်တို့ပြန်ပြီးတော့ရွှေ့ထားကြပါဆိုပြီးသူ announcement လုပ်ထားတယ်ပေါ့နော်အဲတော့အခုကျွန်တော်တို့ဒီ MetaMask ထဲမှာထပ်ထားတဲ့ အဲ token တွေကိုကျွန်တော်တို့ဒီ app ထဲကိုပြန်ရွှေ့မယ်ပေါ့နော်အဲ့လိုရွှေ့ဖို့အတွက်ဆိုရင်ကျွန်တော်တို့ meta mask ထဲကိုအရင်တစ်ချက်သွားလိုက်ပါမယ် meta mask ထဲကိုရောက်ပြီဆိုရင်အရင်ဆုံးကျွန်တော်တို့ဒီ BNB smart chain ဖြစ်မဖြစ်တစ်ချက်စစ်မယ်ပေါ့နော်စစ်ပြီးသွားရင်မဖြစ်သေးဘူးဆိုရင်ကျွန်တော်တို့ BNB smart chain ကိုတစ်ချက်သွားပြောင်းထားလိုက်ပါဒီမှာကျွန်တော်ကအကောက်12ရှိရေဆိုတော့ကျွန်တော်ကအကောက်1မှာထပ်ထားတာပေါ့နော်အဲ့တော့အကောက်1ထဲကိုလည်းကျွန်တော်တစ်ချက်သွားပြီးတော့ဝင်လိုက်မယ် ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီအောက်မှာကျွန်တော်တို့စီလီယာတိုကင်ဆိုပြီးတော့မြင်ရတယ်ဗောနော်တင်းနေတင်းကတသမာ9ဆိုပြီးတော့ကျွန်တော်ရဲ့စီလီယာတိုကင်နေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ Mata Mask တရားနေထုတ်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ withdraw လုပ်ဖို့ address ကိုစီလီယာ app ထဲကိုသွားပြီးတော့มาတစ်ချက်ယူမယ်ဗောနော်ဒီမှာတော့ကျွန်တော်ရဲ့ဒီစီလီယာတိုကင်က104.1ပေါ့နော်အဲဒီတိုကင်ရှိတယ် အဲ့တော့ကျွန်တော်တို့ဒီမှာ address ယူဖို့အတွက်ဒီအောက်မှာပြထားတဲ့ receipt ဆိုတဲ့ထည့်ကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါပြီးတော့ရင်ဒီအပေါ်က Celia token ဆိုတာလေးကိုတစ်ချက်ဆက်သွားလိုက်ပါအေးဒီမှာတော့ကျွန်တော်တို့ select network ကတော့ BNB ပဲရှိရပါတော့။အဲ့ဒါကိုယူမယ်။ပြီးရင် get generate address ဆိုပြီးကျွန်တော်တို့ရဲ့ဒီ address လေးကိုယူမယ်ပေါ့နော်။အဲ့မှာကျွန်တော်တို့ copy ယူမယ်။ယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒါ MetaMask ထဲကိုပြန်သွားလိုက်ပါမယ်။ မာတာမတ်စတေးရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ sense ပေါ့နော်ပို့မယ်ဆိုတဲ့အခါကျတော့ sense ဆိုတဲ့ဟာလေးကိုရွှေ့လိုက်မယ်ပြီးတော့ရင်ဒီအောက်မှာကျွန်တော်တို့ရဲ့ခုန copy ယူလာတဲ့ address လေးကိုထည့်လိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့ name နဲ့ဆက်သွားမယ်ဒီမှာတခုရှိတာကျွန်တော်တို့မာတာမတ်စတေးမှာ BME နည်းနည်းတော့ရှိနေဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအကုန်လွဲမှဖြစ်တဲ့အတွက်ကျွန်တော်မှရှိတယ်1နဲ့1.5တဒမ6ရိုက်ထည့်လိုက်ပါမယ်ပြီးတော့ရေ next နဲ့တွားလိုက်ပါ ဒီမှာတော့ကျွန်တော်တို့ Matter Max ထဲမှာလွှဲဖို့အတွက်ဆိုရင် BNB Gas Fee နည်းနည်းလို့မယ်ပေါ့နော်ဒီမှာ05လောက်5ပေါ့နော်အလောက်လောက်ကုန်မယ်လို့ပြောတယ်အဲတော့နည်းနည်းလေးပဲကုန်တာပါအဲဆိုရင်ကျွန်တော်တို့ဒီဆန်ကိုနှိပ်ပြီးတော့မှဆက်သွားလိုက်ပါမယ် ဒီမှာတော့သူဒီမှာ sign ဆိုပြီးတော့ပုံမှန်ပြနေရဲပေါ့နော်1159တတမကိုကျွန်တော် refresh လေးတစ်ချက်လုပ်ပြီးစောင့်ကြည့်နေပေါ့နော်ဘလို့ဆယ်တော့သူ pandemic ပြနေရဲအော်ဒီမှာ confirm ဖြစ်သွားပြီပေါ့နော်မြန်ပါတယ်ဒီအောက်မှာလည်း transition ဆိုပြီးတော့သူပြရဲပေါ့နော်အဲ့တော့ကျွန်တော်တို့ senior app ထဲမှာဒါကိုတွားပြီးတော့ကြည့်မယ်ပေါ့နော်သူဝင်ပြီလားမဝင်သေးဘူးလားဆိုတာ ျွန်တော် refresh တစ်ချက်လုပ်လိုက်မယ်ပေါ့နော်နောက်ပြန်ထွက်ပြီးတော့မှအခုလောလောဆယ်တော့ဒီမှာ100လေးပဲပြနေသေးတယ်။ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်13239ပေါ့နော်13239ဖြစ်သွားပါပြီ။ဒါဆိုရင်တော့ကျွန်တော်တို့အပြင်မှာရှိနေတဲ့ကိုယ့်ရဲ့ token တွေကိုဒီ Celia app ထဲကိုပြန်ပြီးတော့မှထည့်ထားလိုက်ပါပေါ့နော်။ Okay ဒါဆိုရင်အားလုံးပဲအဆင်ပြေကြပါစေ။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာ။